ေခဲတော့တဲ့ကိုရှိုင်းစော်နာမှာကတ်တွင်နေလို့လူပြောများနေတဲ့ကိုကျင်းကိုကိုကျင်းရဲ့လူတင်ကျဲလုံးမှုအတုံးချမှုတွေကိုခံနေရလို့လူတွေအောင်းလို့အာမရဖြစ်နေကြတာရိုးသားတဲ့ရေခဲတော့တဲ့လေးကိုရှိုင်းစော်ပါအလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာစကိုင်းမြင်းလင်းကြီးလှုပ်ခတ်ခဲ့ပြီးရင်တော့အင်တာနက်ပေါ်မှာလူပြောများနေကစကိုင်းမြို့ကရေခဲတော့တဲ့လေးကိုရှိုင်းစော်ဖြစ်ပါရင်ကိုရှိုင်းစော်ကငလေးမင်းလာလို့တဲ့ Brighter Garden ခီးသောကားတွေကိုသူရောင်းတဲ့ရေခဲတော့လေးတွေကိုအခမဲ့လိုက်လံဝင်ငှရင်းနဲ့နာမည်ကြီးလာတာဖြစ်ပါတယ် စကိုင်းမြို့ကရေကဲတုတ်တဲလေးကိုရှိုင်းဆောင်ဟာရေစင်ကလေးကမိဘတွေဆွန့်ပစ်တာခံရပေမဲ့လေရိုးရိုးသားသားတမအာဇီဝအနေနဲ့ရေကဲတုတ်လေးတွေရောင်းရင်းနဲ့စီးပွားရှာနေရတာပါကိုရှိုင်းဆောင်ဟာစိတ်ရင်းစေတနာကောင်းလို့လေသူတို့ဒေသမှာကြားရောက်သွားကြတဲ့မြင်းကလေးဘေးကိုလာရောက်ကူညီကြတဲ့ bright လို့ရှင်နေအညာနေပုံပုံမှာရေကဲတုတ်လေးစားတာခဏတာဖြစ်ဖြစ်ရင်းအေးရအောင်သူကိုယ်တိုင်ကဆိုင်ငယ်ဘေးရလေးနဲ့နေပူရဲထွက်ခါလာသမျှကားတွေကိုတစည်းပြီးတစည်းရေကဲတုတ်တွေအခမဲ့လိုက်လံဝင်းမြပေးနေရပါဒါကြောင့်လေအင်တာနက်ပေါ်မှာရေကဲတုတ်တွေလေးကိုရှိုင်းဆောင်ဟာ အင်တာနက်မှာချိန်တော်တွင်းကိုနာမည်ကြီးလာစေခဲ့ပါတယ်။ကိုဆိုင်ဆောင်ရဲ့စိတ်ထားကြောင့်လဲကိုဆိုင်ဆောင်ကိုဂုဏ်ပြုချီးမြှင့်ပေးနေကြတာဖြစ်ပါတယ်။ကိုဆိုင်ဆောင်ကတော့ရေခဲလို့လူတော်စေတနာတတ်တဲ့ဖြစ်ကြောင်းရရလို့စေအလင်းမရှိကရှင်ဆိုင်ကသူ့ကိုလိုတဲ့ငွေတော့မှငလေးတဲ့နဲ့ပြည်သူတွေကိုပြန်လူပေးခဲ့တာဖြစ်ပါတယ်။ခုဆိုရင်သူ့ရဲ့စေတနာချိုးပေးတာကြောင့်ကိုဆိုင်ဆောင်ကိုဆိုင်ကယ်ကောင်းကောင်းလေးဒီစဉ်ရေခဲဆက်တွေပါလူတိုင်းပြည်မဲ့အလှူရှင်ဟာပေါ်လာခဲ့ပဲဖြစ်ပါတယ်။ ဒါလည်းသူကဆင်းရဲပေမဲ့အချင်းစာရိုက်တာကောင်းပုံကမြင့်မြတ်တဲ့စိတ်ထားကိုပိုင်းဆိုင်ထားတဲ့ရေငယ်တို့တဲ့လေးကိုရှိုင်းစော်ကိုအကျိုးပေးနေပြီလို့ဆိုရမှာပါခုဆိုရေငယ်တို့တဲ့လေးကိုရှိုင်းစော်ဟာ Grace Lady စိတ်ဆိုင်ကကိုရှိုင်းစော်ရေငယ်တို့ရောင်းရင်တော့ဘောလုပ်ငန်းသုံးဆိုင်ကတွေတခြားစီးပွားရေးလုပ်ငန်းရှင်တွေကရေငယ်ဆက်တွေပံ့ပိုးပေးနေကြတာပါဒါပြင်နောက်ထပ်စီးပွားရေးလုပ်ငန်းတွေကလည်းကိုရှိုင်းစော်နဲ့တူကြောင်ကြောင်ဗီဒီယိုလေးရိုက်ကူဖို့ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူဖို့ကန်လန်ထားတယ်လို့လည်းဆိုရတယ်ခုဆိုရင်ဇာတ်မျိုးကရေငယ်တို့တဲ့လေးကိုရှိုင်းစော်တယောက်ရုပ်ရှင်နဲ့ကြောင်ကြောင်ရိုက်ကူဖို့ရန်ကုန်မြို့ကိုရောက်ရှိနေပါပြီ ီလိုကိုချိုင်းကောင်တရားသူ့ရဲ့စိတ်အင်းစင်တာကောင်းမှုတွေသာအောင်မြင်လာတဲ့အချိန်မှာဘေးကနေတက်ပါလာတာကကိုကြည့်ဦးဖြစ်ပါတယ်။စောပိုင်းမှာတော့ရေခဲတုတ်တဲ့လူတိုင်းနေချိန်မှာတော့ကိုချိုင်းကောင်ကတရားအုပ်ထဲပါ။ဒါပေမဲ့ကိုချိုင်းကောင်နာမည်ကြီးကတော့ခါမှာတော့ကိုကြည့်ဦးဆိုသူကကိုချိုင်းကောင်နာကတောက်တဲ့လူမျိုးကပ်ပါလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကကိုချိုင်းဆောင်ဟာ LGBT လားကိုကျေးဦးနဲ့ချစ်သူတွေဖြစ်နေကြပြီလားဆိုပြီးတော့ထင်သေးပေးနေရပဲဖြစ်ပါတယ်။ကိုကျေးဦးဟာကိုချိုင်းဆောင်ရန်ကုန်မှာကြောင်ရည်ဖို့လုပ်ငန်းရှင်တွေနဲ့စကားပြောရင်တော့ကိုချိုင်းဆောင်ကိုသူ့ပိုင်းတယ်လို့သူနဲ့ပဲလုပ်ငန်းရှင်တွေကစကားပြောရပါတယ်။ ဒါအပြင်လုပ်ငန်းရှင်တွေကစီးပွားရေးကြော်ညာခေါ်ရရင်တော့မှကိုကြီးဟိုကကတ်ပြီးတော့တူတူတရုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲလူတွေကတော့ကိုကြီးဟိုဟာရေကတော့လူရမှာလဲမပါဘယ်နေရာမှာမပါဘဲနဲ့ကိုဆိုင်စော်နာမည်ကြီးလာမှာစင်ဖြူတော်မိပြီးကြံစုံနေလို့တဲ့ပြောလာခဲ့တာပါ။ကိုဆိုင်စော်ကတော့သူ့ကိုကြီးဟိုဟာအများထင်ထားသလို LGBT မဟုတ်ကြောင်းကိုကြီးဟိုဟာသူ့အတွက်တငယ်ချင်းကောင်းပါလို့ဆိုပါတယ်။ဒါမဲ့လည်းငယ်စဉ်ခါကမိဘမရှိဘဲ တယောက်ထဲရုံးကန်လာတဲ့ကိုဆိုင်ဆောင်ကအရာရာကိုအားနာတက်တယ်လို့ဂျိုးသားလုံးတို့တယောက်ပါဒါပေမဲ့လူတွေကရေကလေးတွေလေးကိုဆိုင်ဆောင်ကိုကိုကျေးဦးအတုံးချသွားမှကိုစိုးရင်ကြပါတယ်တချို့ကလည်းကိုကျေးဦးနဲ့ကိုဆိုင်ဆောင်ဟာဂျိုးသားရဲ့တငယ်ချင်းမလို့သွေးမခွဲကြဖို့ဂျိုးသားရဲ့ကိုဆိုင်ဆောင်ဟာလူတွေအတုံးချတာကိုကာကွယ်ဖို့ကိုကျေးဦးကရှိနေတာလို့ဆိုပါတယ်ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောကိုဆိုင်ဆောင်နာကကိုကျေးဦးကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါအောင်ရှင်